ောက်တိုဘာလကုန်ပိုင်းကတည်းကစတင်ခဲ့တဲ့စစ်ကြောင်းထိုးမှုတွေမိရှုဖြက်စီးမှုတွေနဲ့တိုက်ပွဲတွေကြောင့်ဗလက်မြို့နယ်အတွင်းကျေးရွာ22ရွာကပြည်သူအယောက်1000နီးပါးဟာရပောင်း20နီးပါးကြောင်နေရစွန့်ခွာထွက်ပြေးတိမ်းချောင်းနေကြရပါတယ်ဒေသတွင်းသတင်းရပြည်တွေရဲ့အဆိုအရစစ်ကော်မရှင်တပ်တွေဟာရွာသားကြီးကျေးရွာကသူတို့ရဲ့အထိုင်စခန်းကိုအားဖြည့်ဖို့အတွက်အနီးနားကတဒုမြင်းကော်ကဒူးမူကြီးထုံးမူပါဝင်ကြေးရွာတွေကိုအဆက်မပြေဝင်ရောက်စီးနှင်းနေပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာပါ မနေ့ကနိုဝင်ဘာလ9ရက်နေ့မှာတော့ထုံးဖို့ကြီးရောက်ကိုနေရာနှစ်ခုခွဲပြီးဝင်ရောက်မိရှုခဲ့တယ်လို့သိရပါတယ်အခုလိုအချိန်မှာဆောင်းရောက်ပြီးဝင်ရောက်လာပြီဖြစ်လို့ယာယီတဲတွေနဲ့ခိုးလုံနေရတဲ့စစ်ဘေးရှောင်တွေအတွက်အခက်အခဲတွေပိုပြီးကြီးမားလာပါတယ်လက်ရှိကတော့စာနယ်ရိတ်ကအပြင်ဆောင်းရောက်ပြီးရောက်လာတဲ့အတွက်အမိုးကာနဲ့အနည်းတွေတွေလိုအပ်နေပါတယ်ကျဲမာရေးဆောင်းရှောက်မှုလည်းလိုအပ်နေပါတယ်လို့ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့တာဝန်ရှိသူတို့ကစီဂျီပလောင်းကိုပြောပါတယ် သူတို့ကတော့စစ်ဘေးရှောင်တွေအတွက်အကူအညီတွေကိုလက်ခံပေးနေတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီစစ်ကြောင်းတွေကိုဂျားဖြတ်တက်ခတ်မှုတွေပြုလုပ်နေပါတယ်။နိုဝင်ဘာလ6ရက်နေ့ကရွာစင်လက်မိရှုလာတဲ့စစ်ကြောင်းတစ်ခုကိုတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား18ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့အစီအကံတော်လှန်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။